။ပါဠိစောပါဒီကနေ့နိုဝင်ဘာလ22ရက်နေ့နရီဇေယရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေးမြတ်ခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ထိန်းချုပ်ထားတဲ့နေရာတချို့ကို အေအေကပြန်လည်ထိန်းချုပ်လိုက်တဲ့ဆိုတဲ့သတင်း။မြောက်ဦးကိုစစ်ကော်မရှင်လေတပ်ပုံကျဲတဲ့သတင်း။ပလောဝမြို့နယ်ကတပ်ငယ်မတိမ်မှုကျွလွန်သူကိုဖမ်းဆီးစင်မှာဓာတ်နဲ့ခုခံတဲ့အတွက် ဝိုင်းဝန်းဖန်စီခဲ့ရတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ကြောက်ဖြူမှာစစ်တပ်နဲ့အေအေတို့အကြားနေရာနှစ်ခုမှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီးစစ်တပ်ထိန်းချုပ်ထားတဲ့နေရာတချို့ကိုအေအေကပြန်လည်ထိန်းချုပ်လိုက်တယ်လို့သိရပါဗျ။ တိုင်းရှောင်းနဲ့မင်းပြင်းအနီးမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေသလိုစစ်တပ်ကယာယီဝင်ရောက်ထိန်းချုပ်ထားတဲ့ကျေးရွာနှစ်ရွာကိုအေအေကပြန်လည်တင်ပိုက်ထားပြီးလို့ဒေသခံစီရဲတရင်မြစ်တွေစီကနေသိရပါဗျ။စစ်တပ်ဘက်ကလည်းနောက်တန်းကနေစစ်ကူစစ်ကြောင်းနဲ့လက်နက်ကြီးတပ် drone တပ်တွေပါရှစ်တိုးကစစ်ကူပေးနေရတယ်လို့ဆိုပါရယ်။အာရခတတော်ကသူတို့ထိန်းချုပ်ထားတဲ့ကျေးရွာတချို့ကိုစစ်တပ်က အဲ့ဒီကြီးရွာတွေအထဲအင်အားဖြန့်ခွဲပြီးဝင်ရောက်လာပြီးတဲ့နောက်အေအေကအင်အားနေတဲ့ကြီးရွာတွေနဲ့အပိုင်ရမဲ့နေရာတွေကိုဝင်ရောက်တိုက်ခိုက်ရာကနေစစ်တပ်ဟာအထိနာနေရတာဖြစ်တယ်လို့ဆိုပါရယ်မနေ့ကနေ့လယ်ကလည်းမင်းပြင်ကြီးရွာတွေဝင်ရောက်နေရယူထားတဲ့စစ်ကြောင်းကိုအေအေကအလင်းအငိုက်ဝင်ရောက်တိုက်ခိုက်တာကြောင့်စစ်တပ်ကအကြဆုံးတွေများခဲ့ပြီးအရှင်စေဦးလောက်ကိုလည်းစစ်သုံးပန်းအဖြစ်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါရယ် အရခတတော် AA ထိန်းချုပ်ထားတဲ့ရခိုင်မင်းနေမြို့ဟောင်းမြောက်ဦးကို မနေ့ကညနေပိုင်းမှာစစ်တပ်ကပုံကျဲခဲ့တဲ့အတွက်နွားနှကောင်တေဆုံးပြီးတော့နှကောင်တန်ရာရရှိသွားခဲ့တယ်လို့သိရပါဗျ။ဒီပုံကျဲမုံအတွင်မှာလူထိခိုက်မှုမရှိခဲ့ပေမဲ့နွားနှကောင်တေဆုံးကနောက်ထပ်နွားနှကောင်တန်ရာရရှိသွားခဲ့တယ်လို့ရခိုင်ပြည်တွင်းအခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ RX မင်းသမီးမီဒီယာ APM မှာသတင်းဖော်ပြထားတာဖြစ်ပါတယ်။ဒီပုံကျဲတိုက်ခိုက်မှုကို နိုဝင်ဘာလ20ရက်နေ့ညနေ4နာရီခွဲမှာစစ်ကောင်မရှင်လေတပ်ကပြုတ်လုခဲ့ပြီးမြအုပ်မျိုးပြည်မှာရှိတဲ့ဘောင်းတွက်ရွာအနားမှာဂျက်ဖိုက်တာတစ်စီးကဘုံနှလုံးကျေရှာတိုက်ခိုက်ခဲ့ရလို့သိရပါတယ်။တမိုင်းဝင်မြအုပ်မျိုးကိုအရခတတော်က2024ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့မှာ ပြန်လေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးအဲဒီအချိန်ကစတင်ကမြန်မာလေတပ်ဟာမကြာခဏဆော်သလိုဘုံကျေတိုက်ခိုက်မှုတွေလည်းပြုလုပ်နေတာဖြစ်ပါတယ်။ဒီနှစ်ဩဂတ်လ25ရက်နေ့ညအချိန်ကလည်း မြို့ပေါ်မှာရှိတဲ့အောင်တက်အုပ်စုဒိုင်းချီရက်ကွက်တို့ကိုလေချောင်းကနေပေါင်900ပုံးနှလုံးနဲ့ကျေရှာတိုက်ခိုက်ခဲ့လို့ခလင်းငယ်ရိအပါအဝင်အပြင့်မဲ့အရက်သားပြည်သူ73ဦးသေဆုံးခဲ့ရပြီး19ဦးဒဏ်ရာရရှိခဲ့ပါတယ်။အာရခတတော် AA ထိန်းချုပ်ထားတဲ့ပလဝါမြို့နယ်မှာတန်းငယ်မတင်းကျွလွန်သူလို့ဆွဆဲခံရသူတူကိုဒီလက်ကဖန်စီစဉ်ဓာတ်နဲ့ခုခံတဲ့အတွက်ဝိုင်းဝန်းဖန်စီခဲ့ရတယ်လို့သိရပါတယ်။ ပလဝမြို့နယ်ဒလကိုင်းရွာကဒီလောက်9ရက်နေမှာအသက်16နှစ်အရွယ်မိခလင်ငယ်တဦးကိုအမျိုးသားတယောက်ကမဒိန်သုံးချင်ပြုတ်ကျင်ခဲ့တယ်လို့ဖခင်ဖြစ်သူကတရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာနဒီလော့ကိုလာရောက်တိုင်ကြားခဲ့တာပါမဒိန်ချင်းသူလို့စွပ်စွဲခံရသူဟာအသက်46နှစ်အရွယ်ဦးထွန်းလိုင်ဖြစ်ပြီးတော့မြအုံမြို့နယ်ပြည်လုံးကြီးရွာကနေဒလကိုင်းရွာမှာလာရောက်နေထိုင်သူဖြစ်ပါတယ် ူ့ကိုလိုက်လံဖမ်းဆီးစဉ်မှာထွက်ပြေးသွားခဲ့ပြီးတော့ဒီလ19ရက်နေ့ကသူ့ရဲ့နေအိမ်မှာရှိစဉ်ဖမ်းဆီးရမှာဒါနဲ့ခုခံလို့ဝိုင်းဝန်းဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။လက်ရှိမှာအတမပြုကျင့်ခံရသူမိခလင်းငယ်ကိုဆစ်ဆစ်ဖို့အတွက်ဆွေးရုံကိုခေါ်ဆောင်ထားပြီးကျူးလွန်သူလို့ဆွဆဲခံရသူကိုတပ်ဆိုင်ရာဒီလက်ဌာနကပုံမှန်306နဲ့အမှုန့်ဖွင့်ထားတယ်လို့သိရပါတယ်။ ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပြသွားမှာဖြစ်ပါရဲ့ရှင်ပြည်ရင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့ online ငွေလိမ်မှုကြားဖြတ်လုပ်ငန်းတွေအဓိကတည်ရှိရာထိုင်းမြန်မာနေဆက်မြဝတီမြို့အနာကရွှေကုတ်ကမြို့မှာနိုင်ငံခြားသား900ကျော်ကိုဖမ်းဆီးမိပြီးကွန်ပျူတာအလုံး3000လောက်နဲ့မိုဘိုင်းဖုန်း2000ကျော်ကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျာ ၃ရက်အကြာနှင်းနှင်းမှုအတွင်နိုင်ငံသားသား900ကျော်ကိုဖမ်းဆီးမိပြီးဖမ်းဆီးခံရသူအများစုဟာတရုတ်နိုင်ငံသားတွေဖြစ်ကြတယ်လို့ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Reporters မှာသတင်းရေးသားဖော်ပြထားပါတယ်။သူတို့အထက်ကလူ346ယောက်ကိုနိုဝင်ဘာလ18ရက်နေ့ကဖမ်းမိပြီးတော့လူပေါင်း264ယောက်ကိုတော့နိုဝင်ဘာလ19ရက်နေ့မှာဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့နိုဝင်ဘာလ20ရက်နေ့မှာ200ကျော်ကိုထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ BGF ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကိုကိုကပြီးတော့တင်မဖော်ပြထားတာပါအစာအုပ်20ကိုရှာဖွေစဉ်မှာကွန်ပျူတာ3000နီးပါးနဲ့မိုဘိုင်းဖုန်း2000ကျော်ကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုထားပါတယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အင်ဒိုနီးရှားနိုင်ငံဂျာဘာကျွန်းပေါ်မှာရှိတဲ့ဆီမီရူမီတောင်ဟာဗုဒ္ဓဟူးနေ့ကစေချိန်မြောက်ပောက်ကွဲခဲ့တယ်လို့ရိုက်တာမှသတင်းဖော်ပြပါတယ်။ နိုဝင်ဘာလ19ရက်နေ့ကဆီမီရူမီတာပောက်ကွဲမုံကထွက်လာတဲ့ရှော်ရွေတွေတွင်းဝကနေမှုတ်ထုတ်လိုက်တဲ့မီခိုလုံးတွေကို အရှိချာပါပြင်းနေလူမာကြမ်းမာရှိတဲ့ဆမ်ပါမူကြာရွာကနေတောင်မြင်တွေ့ရတယ်လို့ဆိုပါရယ်နိုင်ငံရဲ့အမြင့်ဆုံးတောင်တွေ အထက်ကတစ်ခုဖြစ်တဲ့ဆီမီရူမီတာပောက်ကွဲပြီးတဲ့နောက်အင်ဒိုနီးရှားအာဏာပိုင်တွေဟာလူပေါင်း900ကျော်ကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရတယ်လို့ပိတ်မိနေတဲ့တောင်တက်သမား190ကိုလည်းဘေးကင်းစွာပြန်လာနိုင်ဖို့အတွက် မနေ့ကဆောင်ရွက်ပေးခဲ့တယ်လို့သတင်းမှဖော်ပြပါရယ်။စီမီရူတောင်ကပြမုံတွေများစွာကိုထောက်လွက်ကချော်ရည်နဲ့ကြောက်တုံးတွေဟာတောင်ဆောင်တွေတစ်ချောင်းမှာ73ကီလိုမီတာအထိပြန့်နှံ့စေခဲ့ပြီးတဲ့နောက်တတိပိရှက်အဆင့်ကို အမြင့်ဆုံးထုတ်ပြန်ထားတယ်လို့အစိုးရအရာရှိတွေကပြောကြားခဲ့ပါရယ်။ ဒီမီးတောင်ဟာ2021ခုနှစ်ဒီဇင်ဘာလမှာနောက်ဆုံးအပြင်းထန်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးအနည်းဆုံးလူ52ဦးသေဆုံးကအနည်းနာမှာရှိတဲ့ကျေးရွာတွေဟာမီးတောင်ပြားတွေနဲ့ဖုံးလွန်ခဲ့ရတယ်လို့သိရပါတယ်။နရင်းစရာသတင်းဌာနရဲ့နေစဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www. norisaya.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ norisaya ရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။